ားလုံးပဲမင်္ဂလာပါဘာစီလိုနာမည်မာရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေကျွန်တော်တို့ရဲ့အိမ်ကွင်းဖြစ်တဲ့ Spotify Cup နိုးမှာပထမအဦးဆုံးပြန်ကစားတဲ့ပွဲစဉ်မှာ Athletic Club ကိုခြေစွမ်းအတာနဲ့ကျွန်တော်တို့ Barcelona အသင်းက4-0ဆိုတဲ့ရလာနဲ့အနိုင်ရရှိသွားခဲ့တယ်ဒီပွဲစဉ်မှာအသင်းရဲ့အဓိကကစားသမားဖြစ်တဲ့ Lamine Yamal ရဲ့ Vocalet အဆင့်ရှိတဲ့ဖန်တီးမှုတွေကိုမြင်တွေ့ခဲ့ရပြီးတော့တိုက်စီမှု Lewandowski, Ferran Torres ရဲ့အဓိကအတွင်းဂိုးတွေနဲ့အနိုင်ရရှိခဲ့တာလည်းဖြစ်တယ် ကျွန်တော်တို့ရဲ့နီဗျာဟန်စီဖိလစ်ကဂိုရမားနေရာမှာဟူဝမ်ဂါစီယာကို ပြန်လည်အသုံးပြုလာပြီးတော့ခံစစ်တန်း၂ယောက်နေရာမှာမာတင်နဲ့ကူပါရှိကိုအသုံးပြုခဲ့တယ်။မာတင်ကထင်သာတထပို့ပြီးတော့ဒီညပွဲမှာအလုပ်ဖြစ်ခဲ့တယ်။ညချမ်းမှာတော့ကွန်ဒီကိုတောင်းနေ၊ဘဲချမ်းမှာတော့ပုံမှန်အတိုင်းပဲအလဟန်ဒိုဘဲဒီ။ကွင်းလေ DMF position နေရာမှာဒီဂျောင်ကပွဲပွဲပြည်တံထိတာတဲ့အပေါ်မှာဒီနေရာမှာသူအဲရီကာစီယာကိုစာမီတောင်းခဲ့တယ်။ ။ပွင့်လင်းမှာအဲရစ်ဂါစီယာ၊ဖာမင်လိုပတ်၊ဒန်နီအိုမိုတို့အသွဲကိုတုံးခဲ့တယ်။တိုက်စစ်မှာတော့လမင်ယမားနဲ့တိုက်စစ်မူဖာရန်တော်ရ၊လီဝွန်ဒေါစကီတို့ပါဝင်တယ်။အတင်းရဲ့အဓိကကွင်းလဲလူတွေဖြစ်တဲ့ဖရန်ကီဒီယောင်၊ပက်ထရီတို့မပါဝင်တဲ့အနေအထားမှာကွင်းလဲမှာဘောလုံးကင်ထားတာတွေ၊ကွင်းလင်းရကနေကစားကွက်ပုံဖော်တာတွေမလုပ်နိုင်ခဲ့ဘူး။ဘေဂျန်းနဲ့ညာချင်းကိုပဲအပြုနေရပြီးတော့အလဟန်ဒိုဘဲဒီရဲ့တိုးအားလောက်အားတွေနဲ့အတူဂျမားရဲ့ကြော်ဖြတ်မှုတွေနဲ့ပဲဖတ်တင်ရဲ့ခံစည်းကိုချိန်ချောက်နေရတယ် ဖွဲဆပြီးမိနစ်အနည်းငယ်ကြာမှာတော့တပတ်ခန့်စစ်ကစားသမားတွေရဲ့အမှားကိုအသုံးချပြီးတော့တိုက်စစ်မှုလီဝန်ဒေါစကီရဲ့ကန်ချက်ကနေကျွန်တော်တို့ဥဆောင်ကိုရရှိခဲ့တယ်။အဓိကခြေစွမ်းပြသွားတာကတော့တိုက်စစ်မှုလမင်ယမားနဲ့ကွင်းလေယာဖာမင်လိုဘတ်တို့ပဲ။ဖာမင်လိုဘတ်ကကွင်းလေကနေသူ့ရဲ့လှုပ်အားနှုံးတွေနဲ့ပြိုင်ဘက်ခန့်စစ်ကိုတောက်လျှောက်ဖိအားပေးနိုင်ခဲ့ပြီးတော့ယမားရဲ့တူးချင်းကြော်ဖြတ်မှုတွေအလင်းအခေါက်တွေနဲ့သူပွဲကိုစိုးမိုးထားနိုင်တယ်။နောက်ထပ်ဥဆောင်ကိုတွေကတော့ ညာချမ်းကယမားဘောကလဆင်းရှိတဲ့ quality မြင့်တဲ့ဖေးပိုးမှုတွေကနေဖာရန်တော်ရကအဆုံးသတ်ပြီးရယူနိုင်ခဲ့တယ်။အတလက်တီကလပ်အနေနဲ့ဒီပွဲမှာဘာစီလိုနာကိုလုံးဝမရှင်းနိုင်ခဲ့ဘူး။နီကိုဝီလီယံလွတ်ထွက်သွားတဲ့တလုံးနဲ့အပိုင်ကန်သွင်းခွင့်ရတဲ့တလုံးလောက်ပဲသူတို့မှာအခွင့်အရေးရှိတယ်။ဒါလည်းဘာစီလိုနာဂိုရမန်ဝမ်ဂါစီယာရဲ့တကယ်ဝေါ်ကလပ်ဆင်းလက်ဆွမ်းပြပြီးကာကွယ်သွားနိုင်ခဲ့လို့ခြေပကူတွေနဲ့လွဲခဲ့တယ်။နီကိုဝီလီယံရဲ့ဘယ်ချန်ကနေ ိုက်စစ်စင်မိုးလောက်ဝင်မဲ့လဲခွန်ဒီယာတောက်လျှောက်နီကိုဝီလီယံကိုထိုင်းတာပုံမှာသူတို့အခွင့်ရေးတယ်ဘလို့မှမရနိုင်ခဲ့ဘူးဒုတိယပိုင်းပြန်ဆပြီး54မိနစ်ရောက်မှာဖာမင်လိုဘတ်ကိုအဝင်ကျန်းခဲ့လို့အက်တလက်တစ်ကလပ်ရဲ့ကွင်းလက်ကစားသမားတယောက်အနီကပ်ထိသွားတယ်ဒုတိယပိုင်းဒီပိုင်းလုံးလဲကျွန်တော်တို့ဘာစီလိုနာအတင်းကပဲတောက်လျှောက်ပွဲကိုကွန်ထရိုးလုပ်ပြီးတော့အဆုံးသတ်မှာတော့4-0ဆိုတဲ့ရလာနဲ့ဒီပွဲကိုအနိုင်ရသွားတယ်ဒီပွဲစဉ်ရဲ့အကောင်းဆုံးကစားသမားစုကိုတော့ဒီညမှာထူးခြေစွမ်းပြခဲ့တဲ့ဖာမင်လိုဘတ်ကပဲရရှိသွားခဲ့ပြီးတော့ ပီယက်ဘာစီလိုနာကစားသမားဘွားပွဲတရပြည့်တဲ့နေ့မှာတော့မာအော့ဒမတ်ကိုရရှိခဲ့တာလည်းဖြစ်တယ်။ဒီရဒီမှာကွင်းလက်ကစားသမားတွေခဏခဏဒဏ်ရာရနေတဲ့အနေအထားမှာတော့ဖာမီလိုပတ်ကအကောင်းဆုံးအစားထိုးမှုအနေနဲ့ဝင်ရောက်ကစားနိုင်ပြီးတော့ပွဲစဉ်တိုင်းပွဲစဉ်တိုင်းမှာခြေစွမ်းပြတယ်။ဒဏ်ရာပြဿနာတွေကြုံနေရတဲ့ကျွန်တော်တို့ဘာစီလိုနာအတင်းရဲ့ကွင်းလက်မှာအကောင်းဆုံးခြေစွမ်းပြတဲ့ဖာမီလိုပတ်ကဒီရဒီမှာတင်းအတွက်12ပွဲကစားပြီးတော့9ဂိုးသွင်းပြီး4ဂိုးဖန်တီးထားနိုင်ပြီးတော့ခြေစွမ်းပြတာနိုင်တယ်။ ဒီနိုင်ဝဲကြောက်ပဲအဓိကပြိုင်ဘက်ဖြစ်တဲ့ Real Madrid အသင်းနဲ့သူလာလီဂါအမှတ်ပေးစရာမှာအမှတ်သူတပွဲပိုကစားတဲ့အနေထားနဲ့ရှက်တိနိုင်ခဲ့ပြီးတော့နောက်ရက်မှာကစားမယ့် Chelsea အသင်းနဲ့ Champions League ပွဲစဉ်အတွက်လည်းယုံကြည်မှုတွေအပြည့်အဝရရှိသွားခဲ့တယ်လို့ဆိုရမယ်။ဆိုတော့ကျွန်တော်တို့ရဲ့အိမ်ဝင်ဖြစ်တဲ့ Spotify Cup လို့မှာပထမအဦးဆုံးပြန်ကစားတဲ့ပွဲစဉ်မှာ6-0ဆိုတဲ့ရလဒ်နဲ့အတူချိုမိန်နဲ့နိုင်ပွဲတစ်ပွဲကိုရရှိခဲ့ပြီးတော့အဆုံးသတ်နိုင်ခဲ့တယ်။အဲ့တော့ကျွန်တော်ရဲ့ Barcelona ပြိုင်ပွဲညီကိုတွေအားလုံးရော ကျွန်တော်တို့အတင်ရချီစွမ်းကိုအားရကြည်နတ်မှုရှိလားပုံမကောင်းမှုနဲ့ချီစွမ်းတွေကိုဆက်လက်ထိန်းသိမ်းသွားနိုင်မလားဆိုတာကိုဝေယောမချက်ပေးကြပါအောင်အားလုံးကျေးဇူးတင်ပါတယ်